ပုံမှန်မဟုတ်တဲ့စိုးရိမ်ပူပန်လွန်ကဲခြင်းလက္ခဏာများလူများစုရဲ့ဘဝမှာတစ်ခါလောက်တော့စိုးရိမ်ပူပန်တာမျိုးတွေဖြစ်တတ်ကြပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာတွေအခက်အခဲအတားအဆီးတွေစိတ်ညစ်စရာကိစ္စတွေကြုံလာတဲ့အခါမှာတစ်ခါတလေတော့တောင်းခံထားတဲ့စိတ်တရားလဲရှိုင်းလဲပြီးတော့ပြိုကျသွားတာကသဘာဝပါ။ဒီလိုမျိုးပုံမှန်ဖြစ်တဲ့စိတ်ဝိညာဉ်ကိုမှတခြားသူတွေထပ်ပို့ပြီးတော့စူးစူးရွရွခန်းစားနေရတဲ့အခါပုံမှန်မဟုတ်တဲ့စိုးရိမ်လွန်ကဲခြင်းလို့သတ်မှတ်လို့ရနိုင်ပါတယ်။ တင်းမရောစိုးရိမ်ပူပန်လွန်ခဲ့တဲ့စိတ်ဝိရဏရှိတယ်လို့တန်ကြားရှိလားအခုပြောပြပေးမယ့်လက္ခဏာတွေထဲမှာအ ਨੇ ဆုံး၃မျိုးလောက်ကိုယ်တိုင်ခန်းစားနေရပြီလားဒါဆိုရင်တော့အ мян ဆုံးကုသမှုအခိုင်ကိုအကြံပေးလိုက်ချင်ပါတယ်စိုးရိမ်ပူပန်လွန်ခဲ့ခြင်းရဲ့ရောဂါလက္ခဏာများပုံမှန်လူတွေခန်းစားနေရတာထက်ပိုပြင်းထန်တတ်ပြီးကိုယ်တိုင်လည်းဒီစိုးရိမ်မှုထိန်းချုပ်လို့မရတဲ့အထိအသေးစိတ်လွတ်သွားတဲ့အခြေအနေမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်ဒီစိတ်ဝိရဏရှိတဲ့သူတွေမှာအဖြစ်များတဲ့လက္ခဏာတွေကတော့ နံပါတ်၁လိုရာထပ်ပို့ပြီးတော့စိတ်ပူပန်တော့ကရောက်မယ်။ကိုယ်စိတ်ကိုထိခိုက်စေမယ့်ကိစ္စတစ်ခုစိတ်ညစ်စရာကိစ္စတစ်ခုရှိရဆိုပါစို့။ဘာမှမဟုတ်တဲ့ကိစ္စလောက်လေးကြောင့်အနှဲငယ်လောက်ပဲဆွေးနေရမယ့်ချိန်မှာကိုကအရန်တွေကိုပူလောင်နေရပြီ။အတွေ့အကြုံမှလည်းဆိုးရင်စိတ်တွေပြေးနှက်နေပြီးတော့ဖြစ်မလာသေးတဲ့အနာဂတ်တစ်ခုပုံကြီးချက်တွေ့ရနေတဲ့လက္ခဏာမျိုးတွေ့ရပါတယ်။နံပါတ်၄ထိမ်းမရအောင်စိတ်လှုပ်ရှားနေမယ်။စိတ်ပူပန်နေပြီဆိုရင်ကိုနှလုံးခုန်တဲ့အရန်မြတ်နေတာကိုတော်တော်များများသိကြမှာပါ။ အဲ့လိုပါပဲဒီလိုမျိုးစိတ်ကဇိုးရင်ပူပန်လွန်တဲ့အခါအုံနောက်အာယုံကျော်စနစ်ကိုမောင်းတင်အလုံးလောက်ခိုင်းတယ်လို့ဖြစ်သွားပြီးတော့နှလုံးခုန်တော့မြန်တာလက်ဘဝချွေးစည်းပြန်တာကိုလက်တွေတုံလာတာသွေးတွေစုပွက်လာတာခရင်းချောက်လာတာလက်ရှိရောက်နေတဲ့နေရာကနေတနည်းအားပြေးထွက်သွားချင်တာစားရလက္ခဏာတွေချက်ချင်းစုစုလို့တစ်ခုပြီးတစ်ခုဖြစ်လာတတ်ပါတယ်။ဒါပြင်အကြအမြင်အထီးတွေ့ခန်းစားသိဖို့အယောင်လွယ်ကူသွားနိုင်ပါတယ်။နံပါတ်3အိဆက်အနားယူလို့မရတော့တာ။ လူကစိုးရိမ်နေတဲ့အချိန်အုံနောက်ကဇက်တိုင်းဆိုသလိုအလုံးလုံးနေပြီးတော့ခန္ဓာကိုယ်နိုးကြားတက်ကြွစေဖို့ဟော်မုန်းတွေကိုအဆမပြတ်ထုတ်လွှတ်နေပါတယ်။ဒီခါမှာအုံနောက်ထဲမှာစိုးရိမ်စိတ်တွေပြင်းထန်နေပြီးတော့မျက်လုံးကအိပ်စက်အနားယူခြင်းစိတ်ပျောက်နေတဲ့အထိအတွေးတွေအားများနေနိုင်ပါတယ်။ဒါပြင်မတော်တဆအိပ်ဖြော့သွားခဲ့တဲ့နောက်မှမသိစိတ်တဲ့အထိစိုးရိမ်ပူပန်စိတ်တွေဝင်လာပြီးတော့အိမ်နေနဲ့လန့်နိုးတာအိမ်မက်ဆိုးမတ်တာချွေးစိပြန်တာစရိပါဖြစ်နိုင်ပါတယ်။နံပါတ်၄မောပန်းလွယ်ခြင်း မကြာခဏစိုးရင်ပူပန်နေတတ်တဲ့သူတွေကိုအပြင်းမှန်းကြည့်လိုက်ရင်မောပန်းနွမ်းနဲ့နေတဲ့ပုံပေါက်သလိုသူတို့ကိုယ်တိုင်ရဲ့စိတ်ထဲမှာလည်းအမြဲလိုလိုပင်ပန်းနေရပါတယ်။ပြောမယ်ဆိုရင်တော့ရှင်ထဲမှာရှိနေတဲ့အပူလုံးကမကြမချင်းစိုးရင်ပူပန်နေရတဲ့စိတ်ကလူတို့ထောက်လျှောက်ဒုက္ခပေးနေတာပါ။နမကဘောင်မအာယုံစူးဆိုင်လို့မရတော့တာ။ကိုမဆင်းရဲစရာကိစ္စတခုဖြစ်လာတဲ့အခါကိုအောင်နောက်ထဲမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာရယ်သူရဲ့နောက်ဆက်တွဲအရာတွေကိုကြိုတွေးပြီးတော့စိတ်ပူရတာရယ် ။တခြားစညစ်စာတွေကိုပါရှောက်တွင်းနဲ့တယောက်တည်းဖြားများနေတော့တခြားလုံးနေကြအလုပ်တွေပေါ်အာယုံစူးဆိုင်လို့မရတဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။နံပါတ်6ဒေါသထွက်လွယ်ခြင်းကိုယ်စိတ်မှာသောကားပူနဲ့လောင်နေတဲ့ချိန်ဘေးမှာဖြစ်နေတဲ့ကိစ္စအလုံးကိုစိတ်လဲမဝင်စားရတော့လို့စိတ်တို့စိတ်ဆက်လဲလွယ်လာပါတယ်။ဥပမာကောင်းကောင်းပြောရုံနဲ့ပြည်လဲသွားနိုင်လောက်တဲ့ကိစ္စတခုမှာကိုစိတ်နဲ့ကိုစိတ်ညစ်နေတာမို့လို့ဒေါသစိတ်တရားပုံဝင်လာပြီးတော့သေးတဲ့အမှုကြီးအောင်လုံလိုက်မိသလိုဖြစ်သွားတတ်ပါတယ်။ နံပါတ်9နဲ့တပ်သားတွေနာကျင်ကြိုက်ခဲနေမယ်လက္ခဏာတော်တော်များများကစိုးရင်ပူပန်တဲ့စိတ်ဝင်လာပြီဆိုတာနဲ့တကူပြီးတကူဆက်ဆက်ရင်းနဲ့ဝင်လာတတ်တာသဘာဝပါစိတ်ကလည်းညစ်နေတယ်အုံနောက်ကလည်းခရိုင်းထက်ပို့ပြီးတော့အလလုံးနေတယ်နှလုံးကလည်းတဒုတ်တုံနဲ့အချိန်ပြည့်ခုန်နေတော့ကိုခန္ဓာမှာရှိနေတဲ့တပ်သားတွေကညောင်းညာကြိုက်ခဲနေမှာပေါ့နံပါတ်10အသီးစိတ်လွတ်သွားတာဖနင်းအပ်ထက်လို့လေလူသိများပြီးအရန်စိတ်ပူပန်စိတ်ညစ်စိတ်ဖိစီနေတဲ့သူတွေအများစုမှာတွေ့ရတတ်တဲ့လက္ခဏာဖြစ်ပါတယ် ဘလုံးမသိခန့်လို့မရတဲ့အစုံကိုစိတ်ကလုံးဝလွတ်ထွက်သွားပြီးတော့လုံးမီလောက်ရရှောက်လုံးမိလိုက်တာပါဥမာပြောရရင်တအားစိတ်ညစ်မွန်းချက်ပြီးတော့အာခေါင်ကုန်းချက်အော်ချလိုက်ကြအကြောင်းလုံးပြီးထိတ်လန့်တော်လုံးနေတာအသက်ရှူကျလာတာရှင်မတဲမှာပြေးကျက်နေပြီးတော့တခုခုတစ်နေသလိုခံစားရတာမူးဝေအော်အန်တာတကူလုံးတုံနေတာစားရဲလက္ခဏာမျိုးတွေတွေ့ရတတ်ပါတယ်နံပါတ်5လူတွေနဲ့စကားပြောဆက်ဆံခြင်းစိတ်မရှိရောတာ ကိုပုံနဲ့ကိုညစ်နေတဲ့အခါမျိုးမှာတခြားဘယ်သူနဲ့မှစကားပြောချင်စိတ်ရှီမောလိုစိတ်တွေမရှိတော့ဘဲနဲ့သူတို့နဲ့ဝေးတဲ့နေရာမှာပဲရှောင်ဖယ်ရှောင်ဖယ်လုံရင်းနဲ့ကိုတယောက်တည်းဆွေးနေတတာမျိုးတွေ့ရပါတယ်အခုတစ်ဖြင့်လူကြောက်တက်တဲ့သူတွေမှာဆိုရင်လူတွေနဲ့ကင်းရမှာတယောက်တည်းနေတတ်တာကိုပုံစံကိုတခြားတယောက်ကဝေးပတ်မှာကဲ့ရဲ့မှာကိုအကြောက်လွန်သွားတဲ့အတွက်ခက်ဝဲဝဲမှာပဲဖားသီးဖားသာနေတတ်ကြပါဗျ။နံပါတ်30ပုံမှန်မဟုတ်တဲ့အကြောင်းရုံမှုများ စိတ်ညစ်နေတဲ့လူတယောက်ရဲ့အတွေ့အကြုံဝင်ကြည့်လို့ရမယ်ဆိုရင်အတွေ့ပေါင်း16000ကျားမှအသေးစိတ်ကပိတ်မိနေတာမြင်ရမှာပါ။များသောအားဖြင့်ဒီလိုမျိုးဖြစ်နေတဲ့အချိန်ကြောက်စိတ်တရားပိုဝင်လာနိုင်ပါတယ်။ဥပမာငကိုကြောက်တတ်တဲ့အရာတစ်ခုကိုကိုကစိတ်ညစ်နေတဲ့အချိန်မှာတွေးလိုက်တဲ့အခါမှာပိုပြီးအကြောက်လွန်သွားတတ်တာမျိုးပေါ့။ကြောက်စိတ်ပြင်းထန်လုံတာကြောင့်ကိုယ်စိတ်ကိုယ်တော်ထိန်းချုပ်လို့မရတော့ဘဲနဲ့လုံးမီလောက်ရလှုပ်ချလိုက်တဲ့အမှုရာတွေလည်းတွေ့ရပါဗျ။ဒီတော့စိုးရိမ်ပူပန်လွန်ကဲခြင်းတွေကိုဘယ်လိုမျိုးဖြေဖြောင်းကြမလဲ။ လူကျန်းမာခြင်းရဲ့အဟာရရှိရဲ့အစားအစာများများစားပေးဖို့လိုအပ်တယ်လို့စိတ်ဓာတ်ကြံ့ခိုင်အောင်လဲကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကိုပြောင်းလဲဖို့အတွက်လိုအပ်ပါတယ်။တနေ့တာအဟာရကိုပြေဝဆုံလင်စွာစားပေးပါညာဘက်အိမ်မပျော်စေတဲ့ကဖင်းထက်ပါတဲ့အေးတွေ၊ကော်ဖီ၊အရက်၊ဆက်လက်စားတွေကိုရှောင်ပါ။တနေ့ညာအိမ်ချိန်9နာရီအနည်းဆုံးရှိပါစေ။လုံလုံရှားရှားနဲ့တတတကြွကြွနေပါ။တရားထိုင်ပါ။ယောဂကျင့်ပါ။စိတ်ကဖြူစင်အေးချမ်းထားပါ။ ဖြစ်လာသမျှအရာတွေကိုအကောင်းဘက်ကနေဖြည့်တွေးကြည့်ပါအကျိုးရှိလို့အကြောင်းဖြစ်လာတယ်လို့သဘောထားပါဒီဆောင်ပါကိုအဆုံးထိနားထောင်လာပြီးပြီဆိုရင်တော့လိုင်းနာရင်နဲ့အားလုံးပဲစယောကိုပါအေးချမ်းတရတဲ့ပွားလေးကိုပန်းဆိုင်ရပါစေလို့မန်တဲပါဝါမှဆုတောင်းပေးလိုက်ပါတယ်။ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဗီဒီယိုလေးတွေကိုပတ်စံနေစဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျွန်မရဲ့မန်တဲပါဝါ page တွေကိုလည်း like and follow လုပ်ထားနိုင်ပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်။